အားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေများအားလုံးအဲ့တော့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အဆိုတော်လုပ်ငန်းနဲ့တော့အဆိုတော်လုပ်ငန်းနဲ့အင်တာနက်မှာပဲအကျိုးပေးတဲ့ဇာတာအနာမဲကြော်ကြားနိုင်သူများတွေတက်ပေါ့နော်တခြားအဆိုတော်တွေတက်ပို့ပြီးတော့အောင်မြင်နိုင်တယ်အဆိုတော်လုပ်ငန်းနဲ့လည်းအင်တာနက်မှာပဲအကန့်အကျိုးပေးမဲ့ဇာတာတခုအကြောင်းပြောပြပေးမှာဖြစ်ပါတယ်အဆိုတော်လုပ်ငန်းတွေရုပ်ရှင်လုပ်ငန်းတွေဒရိုက်တာလုပ်ငန်းတွေအဲ့ဒါကတော့မဟာဘုတ်၃ကျွင်းတွေဖြစ်ပါတယ် နောက်တစ်ချက်ကအဲနိုင်ငံရဲ့ချားကိုသူများတွေတက်ကိုရောက်နိုင်ခြင်းရှိတဲ့ဇာတာပေါ့နော်နိုင်ငံရဲ့ချားကိုရောက်တတ်တဲ့ဇာတာဖြစ်ပါတယ်မဟာဗုဒ္ဓသုံးကျွင်းတွေကနိုင်ငံရဲ့ချားကိုရောက်နိုင်တယ်အဆိုတော်လုပ်ငန်းတွေနဲ့အင်မတန်ပါပဲအောင်မြင် အောင်မြင်တတ်ပါတယ်ဒါပေမဲ့လည်းမဟာဗုဒ္ဓသုံးကျွင်းတွေနဲ့သတိထားရမှာကနှုတ်ကြောင့်လက်ကြောင့်ကြည်နှုတ်ကြောင့်တေဆိုတဲ့ဇာတာတိုင်းရှိပါတယ်ဇာကပုံတစ်ခုရှိပါတယ်အဲ့တော့သူတို့ဒီ ဒီစကားပြောဆိုတော့ထိမ့်သိမ့်သိမ့်သိမ့်စင်ရင်ပြောရမှာဖြစ်ပါတယ်စိတ်မြန်လက်မြန်နေဖြစ်တဲ့အတွက်စကားပြောရင်လည်းဘယ်သူမျက်နှာမှမထောက်ဘူးစွတ်ရပြီးပြောတတ်တဲ့သူမျိုးတွေများတဲ့အတွက်ကြောင့်မလို့စကားပြောဆိုရမှာတော့ဂယုပြုတ်တရထားမှာဖြစ်ပါတယ်အဲ့တော့သုံးချင်းနေနေကမြမမွေးတက်ကလေးကိုကြည့်ရမှာပေါ့နော်မြမမွေးတက်ကလေးကိုခုနှစ်နဲ့စားပြီးတော့သုံးကျွင်းတဲ့သူအားလုံးကိုပြောချင်တာဖြစ်ပါတယ်မြမမွေးတက်ကလေးကိုမသိဘူးဆိုရင် အင်္ဂလိပ်မွေးတက်ကြရခရဲအင်္ဂလိပ်မွေးတက်ကြရထဲက638ကိုနှုတ်မယ်ဆိုရင်လေမြန်မာမွေးတက်ကြရကိုရပါတယ်အဲ့တော့မြန်မာမွေးတက်ကြရက1300အ12ခုပါမယ်1319 1339 1340 1349 1364 1368 1368 1389 1382 1396အဲ့ဒီနှစ်တည်းအားလုံးကမဟာဗုဒ္ဓ၃ကျွန်းနေဖြစ်ပါတယ်။အဲ့သူတို့ဒီနိုင်ငံခြားရောက်အလွယ်တကူရောက်နိုင်တယ်သူများတွေလည်းရောက်ဖို့ပို့ပြီးတော့နှီးဆက်တယ်လို့ပြောချင်တာနော်ရောက်ဖို့အများဆုံးဇာတာတောင်းနိုင်ကြီးရှိတဲ့အများဆုံးဇာတာပေါ့အဲ့တော့ငယ်စဉ်ကစပြီးတော့အပြောင်းအရွှေ့တွေလည်းများတတ်တယ်တမျိုးပြီးတမျိုးတရွာပြီးတရွာပြောင်းရွှေ့နေထိုင်ရတတ်တယ်တချို့ဆိုရင်လေဒီ၃ကျွန်းနေရတဲ့ဘောကအဲ တအူးမွေးပြီဆိုရင်မိဘတွေကွဲတာများတယ်အဲ့တော့မိဘနှစ်ပါးလည်း၃ကျင်းဒီမွေးလာတဲ့ကလေးတအူးကလည်း၃ကျင်းဆိုရင်တော့မိဘတွေကွဲတက်တယ်မိသားစုတွေတကွဲတဲ့ပြားဖြစ်တက်တဲ့ဇာတာထဲမှာပါတယ်เนาะမဟာဘူး၃ကျင်းတယ်ဒါကအများစုပြောတာဖြစ်တယ်เนาะတချို့လည်းအဲ့လိုမဖြစ်တဲ့သူတွေလည်းရှိကောင်းရှိမှာတချို့ဆိုရင်လည်းအဖိုးတွေအဖွားတွေနဲ့ဦးလေးတွေအတော်တွေနဲ့သွားနေရတဲ့အာ၃ကျင်းတွေအများစုရဲ့သဘောကကျွေးမိဘ မွေးမိပါဆိုပြီးတသက်ရှိတတ်တယ်เนาะအမွေးတာတယောက်ဒါကျွေးတာတယောက်အဲ့လိုမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ကိုကသူများကိုမပြိုင်ပါမလဲကိုကိုသူလူတွေကခဏခဏလာပြိုင်တာမျိုးတွေခံရတတ်တယ်เนาะအတိုက်ခံနေလေကိုကိုလောက်လာတတ်တယ်เนาะအဲ့တော့စကားများများပြောမိရင်အတိုက်ခံတွေဖြစ်ပြီးတော့ငင်းကခုံရတတ်တယ်ဆိုတာဒါ ရံတွေလည်းဖြစ်တဲ့တဲ့ဇာတာထဲမှာပါတယ်။ဒါကြောင့်စကားနဲနိုင်လေအကျိုးရှိလေပဲ။စကားနဲနဲပြောလေအကျိုးရှိလေပဲ။စကားကိုချိုချိုတတပြောလေအကျိုးရှိမဲ့ဇာတာ။စကားချိုချိုတတပြောတယ်ဆိုရင်ဘဝမှာအောင်မြင်မယ်၊ချမ်းသာမယ်။နော်စကားပြောဆိုအဲစကားပြောဆိုရတဲ့လုပ်ငန်းတွေခီးသွားတဲ့လုပ်ငန်းတွေနော်တုတ်တန့်တဲ့လုပ်ငန်းတွေနဲ့အကျိုးမပေးဘူး။စကားပြောရတဲ့လုပ်တွေ။အဲပြောချင်တာကတော့စကားကို ချွတ်ချွတ်တသာပြောမယ်ဆိုရင်တော့အဆင်ပြေတယ်လိုအပ်တဲ့လောက်ပဲပြောမယ်เนาะအတိုက်အခံမပြောဘူးဆိုရင်တော့အဆင်ပြေတယ်เนาะအဲ့တော့စကားပြောတဲ့အလို့အကျိုးမပေးပေမဲ့အဆိုတော်အလို့ကြတော့သွားအကျိုးပေးတယ်ဆိုတာအဆိုတော်တို့ရုပ်ရှင်ဒါရိုက်တာတို့ကြတော့သူကဒီချမှတ်ထားတဲ့စာသားအတိုင်းအစီအစဉ်အတိုင်းပြောရတာဖြစ်တဲ့အတွက်သွားပြီးတော့အဲ့ဒီနေရာတွေမှာအဆင်ပြေအကျိုးပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီဇာတာရှင်တွေကမွေးတနေရာနော်ကြီးတာတနေရာကြော်ကြားတာတနေရာဖြစ်တတ်တယ်။တော့ဒီသုံးခြင်းတွေအားလို့ အားလုံးရဲ့သဘောကတောက်ကြမနာဖြစ်တဲ့အတွက်ခရီးသွားလာလှုပ်ရှားမှုအင်ပါတန်ပါပဲများတယ်ပြောင်းရွှေ့နေထိုင်ရတဲ့သဘောကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ပြည်တွင်းမှာလည်းမြို့နဲ့မြို့ရွာနဲ့တွားရောက်နေထိုင်ရတဲ့ဇာတာတွေမှာပါပါတယ်အဲ့တော့နိုင်ငံခြားတွေခရီးဝေးတွေကိုမကြာခဏတွားရတဲ့ကျင်းဒီပေါင်းရောက်နိုင်တဲ့ဇာတာတွေမှာဖြစ်ပါတယ်အဲ့တော့မမျောလင်းပဲနဲ့အိမ်အောင်ကြတဲ့ရုတ်တရက်နော်စိုင်းမစင်ဘုံမစင်မစင်မစားမစင်မစင်နဲ့ရုတ်တရက်အိမ်အောင်ကြခဲ့ရင် အဲ့လိုကြာခဲ့တဲ့အိမ်တော်ကြီးဆိုရင်မမြဲပဲနဲ့ကွဲရပါတယ်နော်တနင်္ဂနွေတနင်္လာစနေအဲ့လိုနေ့တွေနဲ့တနင်္ဂနွေတနင်္လာစနေအဲ့ဒီနေ့အိမ်တော်ကြာမယ်ဆိုရင်အိမ်တော်ဘက်ကောင်းဖြစ်ပါလိမ့်မယ်အင်္ဂါဘုံသူသားသမီးတွေဆိုရင်တော့ဒါအဆင်မပြေဖြစ်တတ်တယ်အိမ်တော်ကြီးမှာနော်အဲ့တော့ဘဝမှာငွေမမျော်လင့်ပဲနဲ့ငွေတွေအစုလိုက်ပုံလိုက်ရပြီးတော့ချမ်းသာတတ်တယ်အငွေတွေရတာမျိုးတွေနော်အငွေကိုယ့်ဘက်ကရရင်ရမရရင် အိမ်အောင်ဘက်ဘက်ကနေပြီးတော့ရတဲ့တဲ့ရုတ်တရက်ထိအမွေရစရာမရှိဘူးဆိုရင်လည်းထိပေါက်တာမျိုးတွေရုတ်တရက်ရုတ်တရက်ပွားပေါက်တိုးတာမျိုးတွေနဲ့ငွေထုတ်တင်ရပြီးတော့ကြီးပွားချမ်းသာတတ်ပါတယ်အဘွားတစ်လျှောက်လုံးမှာငြိမ်ငြိမ်မနေရဘဲနဲ့အေးစင်းမနေရဘဲနဲ့လှုပ်ရှားတော်လာပြောင်းရွှေ့နေရတဲ့ဇာတာဖြစ်ပါလေလှုပ်ရှားရုံးကန်နေရမဲ့ဇာတာဖြစ်ပါလေအဲ့တော့ကုန်တဲ့လုပ်ငန်းတွေဝန်ထမ်းအလုပ်တွေအုပ်ချုပ်ရေးအလုပ်ငန်းတွေနဲ့အကျိုးပေးပါတယ်เนาะ အဲ့တော့ဒီတောင်းကြီးနေတဲ့အမျိုးသမီးတွေဆိုရင်ရက်ဝေးမှာအလုံးလုံးတဲ့အဝေးမှာလုံးလုံးတဲ့အိမ်တော်ဘက်တွေနဲ့ယောက်မျိုးသားတွေနဲ့အိမ်တော်ကြရတဲ့နော်အဲ့တော့ဒီတောင်းကြီးနေတဲ့အင်္ဂါသားသမီးတောက်ကြသားသမီးစနေသားသမီးဆိုရင်ကိုကစိတ်ထင်ရတဲ့စွထိုးပို့ပြီးတော့လောက်ကိုင်းတဲ့နော်အဲ့တော့ဒါကြောင့်မိဘမောင်နှမတွေဒီကောင်မောင်နှမတွေဝိုင်းပယ်ခြင်းဆွတ်လွတ်ခြင်းကိုခံရတဲ့အဲ့တော့တဘောကတော့အသက်40ကျော်မှကောင်းရမယ်ပထမအရွယ်ဒုတိယအရွယ်မှာအင်ပတန်ကောင်းတယ်ပထမအရွယ်ငယ်စဉ်မှာ အဲဒုက္ခတွေရောက်တတ်တယ်နော်ငယ်ချင်းမှာဒုက္ခတွေရောက်တတ်တယ်အသက်ကြီးလာတဲ့အသက်ကြီးပိုင်းရောက်လာတဲ့ခါမှာအသက်30ကျော်40ကျော်နောက်ပိုင်းမှာကောင်းလာပဲနော်အဲ့တော့ဒီဇာတာရှင်တွေအနေနဲ့ကကျမ်းမာရေးနဲ့ပတ်သက်ရင်သတိထားရပါဆိုရင်သွေးရောယောဂါတို့မျက်စိယောဂါစီးကျိုယောဂါတွေဖြစ်ပွားတဲ့တဲ့နောက်သွားနဲ့ပတ်သက်တာတွေဖြစ်တတ်တယ်သွားကျိုးလွယ်တယ်သွားထိကိုက်လွယ်တဲ့ဇာတာတွေမှာပါတယ်သွားတို့နော်နောက်တစ်ခုက6ရောက်ကိုအိမ်မတန်မှသတိထားရမယ်6ရောက်တို့ဒူးကောင်းတို့မှာ အင်မတန်ထိခိုက်မှုများတဲ့ဇာတာလည်းမှာပါတယ်။သွားရဲ့၆တောက်ကအထိခိုက်များတတ်ပါတယ်။အဲ့တော့အဓိကအကြံပြုလို့အကြံပြုချင်တာကတော့မျက်နာချိုချိုထားရမယ်။မျက်နာကိုချိုချိုပဲထားရမယ်။ပြုံးပြုံးထားရမယ်။ပြီးတဲ့အခါမှာအတိုက်ခံမပြောနဲ့။နော်စကားကိုချိုချိုတတပြောအဲ့လိုဆိုရင်ဘယ်လုံငန်းဘယ်လုံငန်းအောင်ပဲလို့အဆင်ပြေပါလိမ့်မယ်။နောက်တစ်ခုက ဘယ်လုံငန်းကိုပဲလုပ်လို့အလော30မလုပ်ဖဲနဲ့စိတ်အေးလက်အေးနဲ့ဖြည်းဖြည်းစစ်စစ်လုပ်မယ်ဆိုရင်အောင်မြင်ပါလိမ့်မယ်အဲ့တော့ဒီဇာတာရှင်နေနေနဲ့ကဘဝမှာဒုက္ခအပေးအပေးဆုံးကတော့ဒါစကားပြောလို့ရှိရင်ပြည့်ရမပါတာပဲတဲတို့ပြောတတ်တာပေါ့နော်အဲ့တော့ပြောတဲ့မပြောတဲ့အနာကိုမတွေးဘူးစိတ်မြန်ကိုမြန်အဲ့တော့တစောက်ကန်းတစွထိုးပြောတတ်တဲ့အတွက်ကြောင့်မို့လို့အတူနေတဲ့သူတွေနဲ့မတဲဘူးအိမ်အောင်ဘက်နဲ့မတဲဘူးအုတ်ထင်းသူတွေနဲ့အကြီးကဲတွေနဲ့ မတည့်မမြတ်တွေဖြစ်တတ်တယ်နော်ယူကိုမောင်နှမတွေနဲ့လည်းမတည့်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီဇာရာရှင်တွေကဩဇာသူများကိုလာပြီးတော့ဩဇာပေးတာအမိန်ပေးတာတော့လုံးဝမကြိုက်ပါဘူးကိုကသာသူတို့ကသာပြန်ပြီးတော့ဩဇာပေးခြင်းတဲ့သူတွေဖြစ်ပါတယ်အဲ့တော့မိဘဆရာသမားတွေရဲ့ဆုံးမဩဝါဒကိုတော့မအကောင်းမထင်တဲ့သူမျိုးတွေများပါတယ်အဲ့တော့စကားများပြောလေအတိုက်ခံများလေလူမုန်းများလေဖြစ်တတ်တယ်စကားနဲ့လေကောင်းလေပဲဗောနော် အဲ့တော့အိမ်တော်ဘက်သားသမီးတွေမကျေနပ်မှုစန့်ကျင်မှုကိုလည်းခံရတတ်တယ်။ပြောချင်အောင်တစွထိုးတစောက်ကန်ပြောတတ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့အတုံနေတဲ့သူတွေစိတ်ညစ်ကြတာစိတ်ဆင်းရတာမျိုးတွေအများဆုံးကြုံတွေ့တတ်ပါတယ်။အဲ့တော့ဒီဇာတာရှင်တွေနဲ့ကတုံးကြီးတွေနဲ့ကတချို့ဆိုရင် အပြိုကြီးလူပြိုကြီးတွေနော်ခေးတွေနော်ရောက်ကရှာမင်းကမင်းမရှာဖြစ်တဲ့အကျွင်းထဲမှာဒီမဟာဘုတ်တုံးကျွင်းတွေများတယ်နော်ခေးတွေအများဆုံးကျန်တဲ့ ကျန်တဲ့သူတွေတဲ့ပို့ပြီးတော့ဖြစ်နိုင်ရာခိုင်နှုန်းပိုများတယ်လို့ပြောတာเนาะအားလုံးဆိုလိုတာမဟုတ်ဘူးကျိုးစံအပြိုကြီးလူမျိုးကြီးဖြစ်တတ်တယ်အများဆုံးနောက်တစ်ခုကရောက်ခရှာမေးမရှာတွေဂေးတွေဖြစ်တာဒီမှာဘုံ၃ကျင်းနေများပါတယ်အဲ့တော့ဒီဇာတာရှင်နေနေနဲ့ကမိဘတွေရောက်ခမတွေအိမ်တော်ကြွားရင်လည်းရောက်ခမရင်လည်းအတူတူနေလို့မရဘူးเนาะ မိဘညီပုံပေါင်းတို့ရဲ့နဲ့လည်းအတူတူနေလို့မရဘူးเนาะဆွေမျိုးသားချင်းတွေနဲ့လည်းအနီးကပ်နေလို့မရတယ်ဆိုတာဒါထဲမှာပါတယ်เนาะအဲ့တော့မိဘရောက်ခမဆွေမျိုးသားချင်းတွေရဲ့ကိုညီထောက်ပံ့မှုကိုလည်းမရရှိတတ်ပါဘူးအဲ့တော့ဒီဇာတာရှင်တွေเนี่ยဘဝမှာလိုက်နာဖို့အရေးကြီးဆုံးအချက်ပေါ့เนาะဘာလို့သုံးရင်းနေမိဘလူကြီးတွေကိုရိုသေလေးစားရမယ်เนาะအောင်မြင်ကြီးပွားတိုးတက်ခြင်းနဲ့ဆိုရင်မိဘလူကြီးမိဘတွေကိုရိုသေလေးစားပါမိဘလူကြီးတွေရဲ့ ပြောဆိုဆုံးမဩဝါဒပေးမှုကိုလုံးလုံးလည်းရမဆန့်ကျင်ဘဲနဲ့ပြည်ပြည်ပြည့်ပြည့်ဆက်ဆံရမယ်သူတို့ရဲ့ဆုံးမမှုတွေကိုမဆန့်ကျင်ဘဲနဲ့ပြည်ပြည့်ပြည့်ဆက်ဆံရမယ်လူတွေပေါ်မှာဩဇာပေးတာတွေကိုဆရာလောက်တာတွေနော်စိတ်လိုက်မှန်မှပြောဆိုတာတွေကိုမလုပ်ပါနဲ့အဲ့တော့စကားချေချိုပြောပြီးတော့မျက်နှာချေချိုထားရင် အောင်မြင်မဲ့ဇာတာတိုင်းမှာပါပါတယ်အဲ့တော့စကားပြောတိမ်မွေးရမယ်အတိုက်ခံသဘောကိုရှောင်ရမယ်အတိုက်ခံတွေမပြောနဲ့ပေါ့အဲ့တော့ယုတ်တိရတဇုတ်ထိုးမပြောရဘူး ရွယ်ချက်မရှိဘဲနဲ့အကြောင်းပဲခီးမသွားတင်ပါဘူးနော်ရွယ်ချက်မရှိဘဲအကြောင်းအကြောင်းပဲခီးသွားရင်စိတ်ညစ်စရာတွေအချိန်ကုန်ငွေကုန်ပြီးတော့အလဟတ်သက်တွေဖြစ်တတ်ပါတယ်ပို့ပြီးတော့ဟိုအဲစိတ်ညစ်စရာတွေကြုံတွေ့တတ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေကိုရသားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ရဲ့ဒီဆရာသားထဆန်းကျွန်တော်နာမည်ဆရာသားထဆန်းဖြစ်ပါတယ်ဒီ YouTube channel ကလည်းကျွန်တော်ရဲ့ကိုပိုင် YouTube channel ဖြစ်ပါတယ် အဲ့တော့ဒီ YouTube channel လေးကိုဗေးရင်ရေရကံပြရတွေကိုစိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုရင် like and share လေးတွေလုပ်ပေးပါ subscribe လုပ်ပေးပါ ခေါင်းလောင်းလေးကိုနှိပ်သွားပေးပါ နောက်ရက်ဒီမှာလည်းအဲတင်ဆက်ပေးမှာဖြစ်ပါတယ်ဗေးရင်နေရေရတွေကံပြရတဲ့ပတ်သက်တာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေဘေးပြာဝေးကွာကြပါစေ